ဟယ်လိုအားလုံးပဲမင်္ဂလာပါ Aris Daily Live Cash Reading Page မှာကြိုဆိုပါရစေ။ Aris အခုလောက်ပေးမဲ့ reading က um caption တိုင်းပဲပေါ့နော်။ New person အတွက်ကို collab reading ပါ။အဲ့တော့ Aris ဒီ new person အတွက် collab reading က6လတုန်းကလည်းတခုတင်ပေးထားရယ်ပေါ့နော်။အဲ့တော့ဒီ collab reading မကြည့်ရသေးခင်အရှိကဟာကိုပြန်ကြည့်လို့လည်းရတယ်ဘာလို့လဲဆိုတော့ဒီအရှိကအခြေအနေရဲ့အဆက်ကို rich ကပြန်ထပ်ပြီးတော့ကြည့်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှိ reading ကိုမကြည့်ရသေးတဲ့သူတော့ပြန်ကြည့်လို့လည်းရတယ်ပေါ့နော်အဲ့တော့ new person ဆိုတဲ့အတိုင်းပဲဒီ reading ရဲ့အရှိအဆက်က much လာတယ်မှာ rich တင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအာကိုရဲ့ new person ဒီကိုနဲ့တည်တာကိုဘွားတဲ့ဝင်လာတာတလဝင်းကျင်တလကြောကြောဆိုတော့ဒီလူတွေပဲကြည်လို့ရမယ်အာနောက်တစ်ခုကကြတော့ ဒီ rich ပြောချင်တာအခုလောက်ပေးမဲ့ new person reading ကအခုလက်တလောကာလာတော့အတွဲမှာကတော့ဒီ reading ဒီနောက်ဆုံးဖြစ်လိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုရဲခါကျတော့ဒီ new person ဆိုတဲ့အတိုင်းဒီတလားနှစ်လဝင်းကျင်ဒီပဲ new person လို့ခေါ်လို့ရတာကိုအဲ့တော့ဒီထက်အချိန်ပိုကြသွားရင်ကြတော့ rich လောက်ပေးနေကြတခြားသော reading ခေါင်းစဉ်တွေနဲ့အာ kaini တလို့ယူဆပြီးတော့ ကြည့်ပါလို့ Irish ပြောချင်ပါတယ်เนาะအဲဒီ new person reading ကတော့ဒီလက်တလောကလာတော့ဒီမှာဒါနောက်ဆုံးလုပ်ပေးဖြစ်ဒါဖြစ်နေမယ်အာနောက်ထပ်ပေါ့เนาะ Irishlas လေးတွေ80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်လူတွေမှာ new person အသစ်တွေ့လာတဲ့ energy မျိုးရပြီဆိုတော့မှအဲ့ဒီအချိန်ကျတော့မှ Irish new person reading ကိုပြန်လုပ်ပေးဖြစ်တော့မယ်ဒီကြားကာလအချိန်တော့တည်းမှာကတော့မလုပ်ပေးဖြစ်တော့ဘူးပေါ့เนาะဆိုတော့ဒါကတော့နောက်ဆုံးပဲဖြစ်နေမယ်โอเคအဲ့တော့ဒီ new person reading Irish တစ်ချက်လေးပြောချင်တာက mm အရင်အစဉ်ပြေနေတဲ့သူတွေကြီးပို့ energy match ဖြစ်မယ်လို့သိမခံစားဘူးဘာလို့လဲဆိုတော့ rich အခုတောက်လျှောက် um message တွေရနေတာရော rich ကိုလာပြောနေတဲ့သူတွေရှိတာရောကြောင့်မို့လို့က new person တွေကဒီအရှိ reading မှာပြောထားခဲ့တဲ့အတိုင်းပေါ့နော်ရုပ်တရက်ကြီးအစင်မပြေဖြစ်သွားတာတွေ separation ဖြစ်သွားတာမျိုးတွေ break up ဖြစ်သွားတာမျိုးတွေ um အဲ့ဒီအရှိရေးဒီမှာတော့ရှေ့ဆက်အခြေအနေနောက်ဆုံးပြောခဲ့တဲ့အချိန်မှာတော့အခုချိန်မှာကတယောက်နဲ့တယောက်ကြားထဲမှာ stock လုပ်နေကြတယ်တယောက်နဲ့တယောက်ကြားထဲမှာလေလာနေတယ်စောင့်ကြည့်နေတယ်နော်အသူ့အကြောင်းနားဆွင့်ကို့အကြောင်းနားဆွင့်ပေါ့နော်သူ့ကိုချောင်းကြည့်ကို့ကိုချောင်းကြည့်အဲ့ဒီအခြေအနေနဲ့ရက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ um အဆက်အွယ်မရပဲね no contact ဖြစ်နေတဲ့သူတွေများလိမ့်မယ်ဆိုတော့ဒီ new person reading ကအဆင်ပြေနေတဲ့သူတွေ ကြီးဖို့တော့တိတ်အဆင်ပြေမှာမဟုတ်အဆင်ပြေနေတဲ့သူတွေကြီးရင်မှန်မှာမဟုတ်ဘူးအဲ့တော့အဆင်မပြေတဲ့သူတွေအတွက်ကိုလှုပ်ပေးတယ်လို့ပဲသဘောထားလိုက်ပါတော့အဲ့တော့အဆင်မပြေတဲ့သူတွေ new person ကြီးလို့ရတယ်အမ်ကိုရဲ့တစ်ဖက်လူကကိုနဲ့တိပီးသားဒီတလားနှစ်လားအတော်တွင်ပေါ့နော်အဲ့လူတွေကောင်ကြီးလို့ရတယ်အရင်အရင်အရင်နဲ့အလူတွေနဲ့မဆိုင်ဘူးပေါ့နော်ဒါလေး risk ပြောခြင်းနဲ့ okay အဲ့တော့ ဒီ reading မှာက new person နဲ့ပတ်သက်တဲ့ caption တင်ထားတဲ့အတိုင်းပဲ new person ဘက်ကကိုပေါ်မှာအာရှိတဲ့ true feeling ပေါ့နော်သူတို့ရဲ့ခံစားချက်အစမှန်ပေါ့နော်ပြန်ဒါ new person ကိုစီဘလိုမျိုး next action ယူလာမလဲဒီချက်ပါမယ်ပြီးလို့ရှိရင်တော့ဒီ new person နဲ့အာ regular sleep နဲ့ကြားရမှာပေါ့နော်ကိုယ်နဲ့သူနဲ့ကြားရမှာဘလိုမျိုးအခြေအနေတွေအရှိဆက်ပြီးတော့ဖြစ်လာနိုင်မလဲပေါ့နော်ဒီဟာ၃မျိုး risk ကြည့်ပေးထားတာဖြစ်ပါတယ်။ Okay အဲ့ဆိုရင် risk တို့တခါလေး calculation ဖတ်လို့အောင်နော် original slave တွေပုံမှာဒီ new person เนาะတပတ်လူ new person ကဘလို့ခံစားချက်အစမန်နေရှိနေတယ်ဘူးလက်ရှိချိန်မှာကြည့်ရအောင်เนาะဒီ new person ရဲ့ true feelings ပေါ့ Okay, အဲ့တော့ဒီ new person က original slave တွေအပေါ်မှာအခုလက်ရှိပေါ့နော်။ခန်းစားချက်အစစ်မှန်။သဘောရအစစ်မှန်၊စိတ်ရင်းအစစ်မှန်၊ true feelings ကဘာတွေဖြစ်မလဲ။ bottom of the deck က10 of swords နောက်တစ်ခါက king of pentacles နောက်တစ်ခါက temperance နောက်တစ်ခါက seven of swords နောက်တစ်ခါဒါနောက်ဆုံးတစ်ခါဖြစ်မယ်ပေါ့နော် eight of swords okay ခုနလေးတွေမြေပြောလိုက်တယ်တယောက်နဲ့တယောက်ချောင်းကြည့်နေကြတယ်ဆို Okay အဲ့တော့ဆက်ပြီးတော့ next action အတွက်ကိုပါထပ်ပြီးတော့ get the shuffle လုပ်ပါမယ်နော်အဲ့တော့ဒီလူ new person က original slate တွေ sequel ဘယ်လိုမျိုး next action next move တွေယူလာမလဲပေါ့နော် โอเคအဲ့တော့ဒီ new person က original slave recipe ကိုဘယ်လိုမျိုး next action next move တွေယူလာမလဲပေါ့နော် bottom of the deck က the hermit နော် number 9 the hermit now တကက number 7 the chariot major card ကြီးပဲကြာနော်နောက်တစ်ခု knight of wands နောက်တကက ace of pentacles နောက်ဆုံးတကက king of wands okay အဲ့တော့ recipe ပြီးတော့ရှေ့ဆက်ချင်နေပေါ့နော် အဲ့ဒါလေး certificate တွေ share follow ပါမယ် Richie Lasley နဲ့ဒီ new person ရဲ့ဂျားထဲမှာနှစ်ယောက်ဂျားရှိဆက်အခြေအနေပေါ့နော်ဘာတွေဆက်ဖြစ်လာမလဲပေါ့ present နဲ့ original loss တွေနဲ့ကြားထဲမှာအခြေအနေတွေဟာရှေ့ဆက်ပြီးတော့ဘာတွေဆက်ဖြစ်လာဖို့ရှိမလဲ bottom of the deck က four of cups နောက်တစ်ကက the fool မိကြကပဲเนาะနောက်တစ်ကက3 of wands နောက်တစ်ကက6 of pentacles နောက်ဆုံးတစ်ကက2 of cups oh my god โอเคအဲ့တော့ risk ကလေးတွေစီပြင်ပြန်လာခဲ့ပါမယ်เนาะခဏလေးပါ Hello I'm back so let's start the reading Okay အဲ့တော့ဒီ new person က original list တွေပေါ်မှာအခုလက်ရှိသူရဲ့ true feeling ပေါ့เนาะခံစားချက်အစမှန်သူပါတွေဖြစ်နေတယ်လေဆိုတော့နှစ်ယောက်အခုလိုမျိုးရုတ်တရက်ကြီး break up ဖြစ်သွားတယ်ရုတ်တရက်ကြီး sudden ending ပေါ့เนาะပြီးသွားတယ်ရက်သွားတယ် အဲ့ဒီအခြေအနေမှာသူ့အနေနဲ့သူဘာမှမလုံးလိုက်နိုင်ဘူးတချို့တွေကကြတော့ကွာတပတ်လူအရရှိလာစလေးတွေကို ghost လောက်သွားတာမျိုးပဲဖြစ်ဖြစ်အဆက်အသွယ်ဖြတ်သွားတာမျိုးပဲဖြစ်ဖြစ်အဲ့ဒါကလေသူ့ရှင်သူ့နှလုံးသားသူ့ရှင်ဝါကိုသူ့ဘာသာသူ့သူ့လက်နဲ့ဓာတ်ကိုစိုက်ထိုးပြီးတော့နာကျင်ကြေကွဲခံစားရပြီးတော့အာလှုပ်လိုက်တဲ့အခြေအနေဖြစ်သွားတာမျိုးလဲပါမယ်ပေါ့နော်အဲ့တော့တချို့တွေကကြာ maybe မာနကြောင့်မို့လို့တချို့တွေကကြောင့်လဲအတ္တကြောင့်မို့လို့တချို့တွေကလဲဘလုံးမှမဖြစ်နိုင်တဲ့အကြောင်းတရားတွေကြောင့်မို့လို့ငါရင်ကငါငါခွဲပြီးတော့မင်းသားကနေထွက်သွားပါတယ်ဆိုတော့ခံစားချက်အဲ့ဒီ feeling တစ်ခုပေါ့နော်မင်းပျော်ပါစေပေါ့နော်မင်းအဆင်ပြေပါစေပေါ့ငါနဲ့ကမထိုက်တန်ဘူးငါနဲ့ကမဖြစ်တင်ဘူးအဲ့လိုမျိုးတွေအမ်ဘယ်လိုပြောမလဲစတိခံပြီးတော့လုတ်သွားတဲ့အခြေအနေတွေလို့ risk ကဒီမှာမြင်ရတယ်ဘာလို့လဲဆိုတော့ဒီပုံလေးမှာကြည့်မယ်ဆိုလို့ရှင်လေဒီ ပန်းပွင့်လေးအပင်ကလေးရှင်သန်မှုအတွက်ရေလိုနေတယ်။ဒါမဲ့ရေမရှိဘူး။ဘာလုပ်လိုက်လဲ။ကိုကိုကိုအနာကျင်ခံအထီးကိုက်ခံနော်ကိုကိုဓာတ်ရိုက်နဲ့ပြန်ထိုးပြီးတော့ထွက်လာတဲ့သွေးကိုဒီပန်းပွင့်လေးရှင်သန်စေဖို့အတွက်စီစံစီမဲ့အဲ့လိုမျိုးပေါ့နော်ရေရေသားမြစ်တခုအဲ့လိုမျိုးအနေနဲ့ nutrition ပေးလိုက်တယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်။ဆိုတဲ့အခါကျတော့ ဒီ energy က originals လေးတွေခံစားနေရတာကို तू သိတယ်ဆိုတော့ဟာမျိုးထက် originals လေးတွေလည်းခံစားနေရတယ်လို့ तू လည်းတအားကိုကြည်ကွဲခံစားနေရတယ် तू လည်းသူ့ရဲ့ um နှလုံးသားကိုပေါ့เนาะအကွဲခံပြီးတော့မှဒီလို action တွေယူလိုက်တယ်ဒီလိုအခြေအနေမျိုး ဖြစ်သွားတယ်ဆိုတာမျိုးကို rich ဒီမှာပို့ပြီးတော့ခံစားရတယ်အဲ့တော့အပြင်းပန်းကိုကြည့်လိုက်မယ်ဆိုလို့ရှင်တော့သူကအဆင်ပြေနေပါတယ်ပေါ့ငါ stay ကြီးပေါ့တည်ရမလားလုံးဝကို smart ကြကြနဲ့စစရာအားလုံးအဆင်ပြေနေတဲ့လုပ်ငန်းကိန်းကနေလည်း okay ငါအရာအားလုံးကို handle လုပ်နိုင်တယ်ငါအရာအားလုံးကိုဖြတ်တန်းနိုင်တယ်ကြော်လွားနိုင်တယ်ငါကတော့ AC ပဲဆိုရဲဒီလို energy မျိုးပေါ့နော်မျက်နှာကြီးဖြီးနေကြည့်လိုက်နော် နာရီရတော့ဖြီးနေတယ်ဒါပေမဲ့မျက်လုံးကိုကြည့်ပါအောင်နော် focus မြင်ရလားမသိဘူးမျက်လုံးကအသက်မပါဘူးပါးစပ်ကတော့ပြုံးနေရည်နေတယ်မျက်လုံးတွေကအသက်မပါဘူးမျက်လုံးကမရည်နိုင်ဘူးတကယ်ပျော်ရွှင်မှုအစ်မသူ့မှာမရှိနေဘူးပြောရမယ်ဆိုလို့ရှင်ဟိုဘယ်လိုပြောမလဲအငိုမျက်လုံးအပြုံးမျက်နှာဆိုတဲ့သဘောမျိုးပေါ့နော်ငိုကျင်နေတယ်ဒါပေမဲ့ထိန်းထားတယ်အမ်အရန်ကိုနာကျင်ထိခိုက်ခံစားနေရလဲအပြင်းပန်းမှာ ပြုံးနေအောင်နေနေတယ်ဆိုတော့သူရဲ့ခံစားချက်ကို Aristi မှာမြင်ရတယ်အဲ့တော့ original slave တွေတယောက်တည်းခံစားနေရတာတော့မဟုတ်ဘူးတဖက်လူဒီ new person ကလည်းခံစားနေရတာမျိုးကိုတွေ့ရတယ်ဆိုတော့ဟိုအပြင်ပန်းမှာအရန်ကိုကွာသူပြုံးဖြီးနေလိမ့်မယ်ပျော်ရင်ပျော်ပြနေလိမ့်မယ်အရန်ဟန်ဆောင်ကောင်းရင်ကောင်းနေလိမ့်မယ်ဒီလိုဟန်ဆောင်ကောင်းတာလည်းတွေ့ရတယ်เนาะဆိုတော့ဒါမဲ့ တွင်းမှာကြတော့ကြေမွနေပြီစုပ်ပြတ်တတ်နေပြီသူလုံးဝအယံခံစားနေရတယ်ဆိုတဲ့အခြေအနေတခု Orange ဒီမှာမြင်ရတယ်အဲ့တော့သူ့အနေနဲ့ဟိုဘယ်အရာမှ handle မလုပ်နိုင်ဘူးတကယ်တမ်းမှာအတွင်းမှာအယံပြိုလဲနေရပါတော့ဟိုတအားအခြေအနေတွေအကုန်လုံးကိုမရရအောင် balance line ညှိနေရတယ်မရရအောင် ဘယ်လိုပြောမလဲအစင်ပြေအောင်ပြောနေဆိုနေလုံနေခိုင်းနေရတယ်ဆိုတာမျိုးကို risk ဒီမှာတွေ့တယ်။ဘာလို့လဲဆိုတော့ဒီမှာဒီခုနကောင်က ကတ်တီရ reverse တီထွက်လာတာเนาะဆိုတော့ဒီ number 14 temperance ကဆိုလို့ချင်တာ reverse ထွက်လာတာဆိုတော့သူ့အနေနဲ့ကဘလုံးမအစင်မပြင်းနေဘူးအစစအရာရငွေကြေးလုပ်ငန်းကိုင်ငန်းလူမှုရေးနောက်မိသားစုရေးရာကိစ္စတွေချင်းရေးကိစ္စတွေအစင်မပြင်းနေဘူးဒါပေမဲ့မရရအောင် handle လုပ်နေတယ်အစင်ပြေအောင်ရှေ့ဆက်သွားနေရဆိုတာမျိုးတွေ့ရတယ် original slave တွေနဲ့ပတ်သက်ပြီးတော့သူအစင်ပြန် ပြေးခြင်းနဲ့ပြန်ပြီးတော့လိုက်ဖက်ညီခြင်းနဲ့ပြန်ပြီးတော့အပေးอยู่မျှတခြင်းနဲ့ပြန်ပြီးတော့ အခြေအနေတွေကို balance ပြန်ချပြီးတော့တယောက်နဲ့တယောက် harmony ဖြစ်အောင် သူ ပြန်စူးစမ်းနေတာမျိုးတွေ့ရတယ်။အဲ့ဒီစိတ်ကြောင့်မို့လို့ပဲအခုချိန်ဒီ originals လေးတွေကို သူလက်မလွတ်နိုင်သေးဘူး။တောက်လျှောက် originals လေးတွေကိုသူစောင့်ကြည့်နေတယ်။ originals လေးတွေအကြောင်းကိုနားစွန့်နေတယ်။သူရသလောက်လက်လန်းမိသလောက် social media ပဲဖြစ်ဖြစ်ကြားတဲ့ကတယောက်နဲ့တယောက်ကြားထဲမှာရှိတဲ့ mutual friend တွေကနေတဆင်ပဲဖြစ်ဖြစ်ပေါ့နော်။ နားဆွင့်နေတဲ့ original glass လေးတွေအကြောင်းကိုနားထောင်နေတဲ့တောက်လျှောက်စောင့်ကြည့်နေတဲ့တောက်လျှောက် chocolate နေတာမျိုးကို rich ဒီမှာမြင်ရတယ်။အဲ့တော့သူ့ရင်ထဲမှာဘာတွေဖြစ်နေသလဲဆိုတအားမွန်းချက်နေတယ်။နော်။မွန်းချက်နေတယ်သူ့မှာစိတ်ထောင်ကြောက်တယ်မိပြီးတော့ဟိုချိန်မကမ်းမိလက်မကမ်းမိပေါ့နော်။ဘာမှ action ယူလို့လည်းမရ။ဟိုဘယ်လိုပြောမလဲ။ action ယူခြင်းပေမဲ့လည်းတခြားသောအကြောင်းအရာတွေပေါ့နော်။ maybe original glass လေးတွေသူ့ကို ဟိုဘယ်လိုပြောမလဲလက်မခံမှာတော့ဒါမှမဟုတ်ရှင်လဲဟိုတခုခုငင်းလွန်လိုက်မှာ rejection ပေါ့နော် something ပေါ့အဲ့လိုမျိုးအာဖြစ်နေတာအကြောင်းမို့လို့သူတအားစိတ်တွေမွန်းချက်ပြီးတော့သူ့မှာထွက်ပေါက်မရှိเนาะအခြေအနေတွေကိုကောင်းကောင်းမွန်ဟန်တာမလုပ်နိုင်ဘဲနဲ့စောင့်ကြည့်နေတယ် Harry Shilas လေးတွေဘာလုပ်နေလဲ ဘသူနဲ့စကားပြောနေလဲဘသူနဲ့ရှိနေလဲဘာစားနေလဲဘယ်သွားနေလဲအသေးစိတ်ကအစားအကုန်လုံးချောင်းမြောင်းပြီးတော့တောက်လျှောက်ကိုမလွတ်တန်ကြည့်နေတယ်ဆိုတာမျိုးကို Orange ဒီမှာမြင်ရတယ်အဲ့တော့သူ့ရဲ့ဒီ true feeling ကတော့ဟို originals လေးနဲ့သူပြန်ပြီးအစဉ်ပြေခြင်းနဲ့ပြန်ပြီးတော့အပေးယူမြတ်မြတ်တတနဲ့เนาะ balance ဖြစ်ခြင်းနဲ့အခြေအနေလေးတစ်ခုကို Orange အဲသူရဲ့စိတ်ကလေးတခုအမြင်ရတယ်ပေါ့နော်သူစိတ်ထဲမှာတအားမွန်ကျက်နေတယ်အယံကိုဘယ်လိုပြောမလဲဟို တခုခုပေါ့နော်အပြုစားခံထားရတဲ့လိုမျိုးသူစိတ်ထဲမှာမွန်ချက်လောင်ပိတ်ပြီးတော့တအားအတွေးတွေလွန်နေတာမျိုးလည်းတွေ့ရတယ် overthinking အရင်ဖြစ်နေတယ်လုံးဝ positive thinking ကိုသူ့မှာမတွေးနိုင်ဘူးသူတွေးလိုက်သမျှအရာတွေအားလုံးက negative တီးကြည့်ပဲနော်အဲ့တော့အဲ့ negative energy တွေမှာသူ့အနေနဲ့ချောင်ပိတ်မိပြီးတော့လုံးဝမယွတ်ဟိုမယုံထွက်နိုင်မလွတ်နိုင်မယုံနိုင်မကန်နိုင်အဲ့လိုပုံစံမျိုးပေါ့နော်ဖြစ်နေတာမျိုးပေါ့ rich တီမှာမြင်ရတယ်နော်ဆိုတော့ဒါကတော့ rich healers လေးတွေနဲ့ပတ်သက်တဲ့သူရဲ့ true feeling ပေါ့နော်ခံစားချက်စင်မသူ့စိတ်ထဲမှာခုလက်ရှိပါနေဖြစ်နေလဲဆိုတာမျိုးပေါ့ okay အဲ့တော့ next action next move ကိုဆက်ပြီးသွားပါမယ်နော် next action next move ကကြတော့လောလောဆယ်အချိန်ကာလပေါ့ um originally reading gb နောက်ထပ်ညရင်တော့6ရက်6ဘတ်ပေါ့เนาะကြာရင်တော့နောက်ထပ်6လလောက်ဒီဒါမှမဟုတ်လို့ရှင်လဲ အာစက်တမ်ဘာလ6လပိုင်းလောက်ထိလည်းဖြစ်သွားနိုင်တယ်ပေါ့เนาะအချိန်ကြာတာနေတာမြန်တာကတော့ကိုယ့်ရဲ့တယောက်ချင်းစီ original sleep energy ကတော့မတူနိုင်ဘူးအဲ့တော့အချိန်ကာလအပြင်ပြောရမယ်ဆိုလို့ရှင်ကိုယ့်ရဲ့ကိုယ့်ဘက်6လအတွင်းတမမဟုတ်လို့ရှင်လည်းအာဒီ2025ရဲ့စက်တမ်ဘာလလောက်ထိပေါ့เนาะတစ်ဖက်လူကအာသူ့ဘာသာသူတယောက်တည်းဆက်နေနေအောင်ပဲပုံစံမျိုးမှာတွေ့ရတယ် lonely ဖြစ်နေမယ် original sleep တွေကိုဘာမှ action ယူအောင်မှာမဟုတ်ဘူး original sleep တွေစီကိုသူ့ ရီချောက်မလုံးနိုင်သေးဘူးပေါ့နော် original sleeve တွေစီသူမလာနိုင်သေးဘူးဘာမှအဆက်အသွယ်မလုံးနိုင်သေးဘူးအပြီးလို့ရှိရင်ဒီအခြေအနေတွေကိုသူ handle မလုံးနိုင်သေးဘူးပေါ့နော်ဒါပေမဲ့ဒီမှာတစ်ချက်ထူးခြားတာကတော့အဲခုနလပိုင်းဒါမှမဟုတ်လို့ရှိရင်ခုနလပြည့်လောက်တဲ့အချိန်ကြာရင်တော့อืมအဲ့ထမြန်ရင်တော့ပေါ့နော်ခုနပတ်အတွင်းပေါ့အဲတချို့တွေကသူမြန်မြန်ဆန်ဆန်ကြီးပေါ့နော် original sleeve တွေဘဝတဲ့ကို ပြန်ဝင်လာဖို့ရှိတယ်ပြန်ဝင်လာလုံးဝရုတ်တရက်ကြီးဆိုသလိုပေါ့နော်ဟိုလျှက်တပြက်အခြေအနေမျိုးနဲ့ original sleeve တွေဘဝတွေပြန်ဝင်လာတဲ့အခါကျရင် original sleeve တွေကိုသူ့အနေနဲ့ choices တစ်ခုခုပေါ့နော်လမ်းကြောင်းနှစ်ခုမင်းဘယ်လမ်းကိုယူမလဲပေါ့နော် this way or that way အဲ့လိုပုံစံမျိုး option ချပြလာနိုင်တာမျိုးရှိနိုင်တယ်နော်ဒါတချို့သောသူတွေအတွက်အကုန်လုံးတော်တော်မဟုတ်ဘူးနော်အဲ့တော့ဒီ energy လေးရတယ်နဲ့ထူကြတယ်ကိုယ့်ဘဝတွေကိုမြင်မြန်ဆန်ဆန်ပေါ့နော်ပြန်ဝင်လာလိမ့်မယ် um 9ရက်9ပတ်အတွင်းဒါမှမဟုတ်လို့ရှိရင်အခုလာမယ့်9လပိုင်းထဲမှာเนาะပြန်ဝင်လာတဲ့ခါကျလို့ရှိရင်လည်းသူ့အနေနဲ့ကလုံးဝတဟုန်တိုးပေါ့เนาะ seriously အရန်ကို original slavery စီကိုပြင်းပြင်းထန်ထန်နဲ့ကိုတကယ်တအားဟို chicken နဲ့စိတ်နဲ့ပေါ့เนาะယူယူမူမူစိတ်အခြေအနေတခုနဲ့ပြန်လာပြီးရင် original slavery ကို option ချပေးလိမ့်မယ်ရွေးချယ်ပေါ့เนาะအဲ့လိုပုံစံမျိုးရှိလာနိုင်တယ်အဲအဲ့လိုမဟုတ်ဘဲနဲ့ဂျန်တဲ့သူတွေကတော့တချို့တော့တဝက်တော့ original slavery ကတော့ တနှစ်အတွင်းเนาะ rich di reading ကြည့်ပြီးတော့နောက်ထပ်တနှစ်အတွင်းဒါမှမဟုတ်လို့ရှင်လေဒီ2025အတော်အတွင်းမှာပေါ့เนาะတပတ်လို့ rich last လေးတွေဘဝတဲကိုလုံးဝရရှိအတွက်เนาะတကယ်ကိုရရှိအတွက် long term အတွက်ကိုရည်ရွယ်တဲ့တည်တံ့ခိုင်မြဲတဲ့အခြေအနေတစ်ခု relationship တစ်ခုတည်ဆောက်ဖို့အတွက်ကို ဒီအခွင့်အရေးနဲ့ဒီ propose နဲ့အတူကိုယ့်ဘဝတွေကိုပြန်ဝင်လာနိုင်တယ်။တစ်နှစ်ပြည့်တဲ့အချိန်ဒါမှမဟုတ်ရှင်တစ်နှစ်အတွင်းเนาะဒါကတော့နည်းနည်းတော့ကြာတယ်။เนาะဆိုတော့ဟိုဒီလူတွေကတော့အချိန်ဆောက်နိုင်ရင်တော့စောင့်ကြည့်ပေါ့เนาะတစ်နှစ်အတွင်းမှာဒီလူကကိုယ့်ဘဝတွေကိုတကယ်ကိုလုံခြုံနှွေးထွေးတဲ့အချိန်နေတစ်ခုဖန်တီးပြီးတော့ကိုမကိုပေါ့เนาะအဲ့လိုမျိုးကိုယ့်ရဲ့တန်ဖိုးတွေတည်ပြီးတော့ကိုယ့်ရဲ့ ီ original slave တွေသူတို့အပေါ်မှာထားတဲ့เนาะမေတ္တာတွေအချစ်စစ်အချစ်မှန်မေတ္တာစစ်မေတ္တာမှန်နေ original slave တွေရဲ့တန်ဖိုးတွေကိုသူအနေနဲ့သိလာတဲ့အခါမျိုးကြလို့ရှင်ဒီအချိန်ကာလပေါ့เนาะတစ်နှစ်အတွင်းသာမလို့ရှင်တစ်နှစ်ပြည့်လောက်တဲ့အချိန်ကြာရင်လုံးဝ original slave တွေကိုရေးရှည်အတွက်ကိုတည်တတ်နဲ့ propose တခု opportunity တခုအခြေအနေနဲ့ပတ်သက်ပြီးတော့ကန့်လန့်လာတာမျိုးကိုယ့်ဘဝတွေကိုပြောင်းဝင်လာတာမျိုးเนาะဒီ propose တခုနောက်ကိုပေးလာတာမျိုးတွေ့ကြုံရနိုင်ကြည့်ရှိတယ်ဆိုတော့ဒါလေးကတော့နည်းနည်းတော့အချိန်ကြာမယ်เนาะဒီလို action နဲ့ reach မြင်ရတယ်ဆိုတော့အကောင့်နေကြီးတော့အကောင့်နေကြီးပဲပေါ့နော်အဲ့တော့ဒီအချိန်ကာလပေါ့နော်သူ action မယူနိုင်သေးတဲ့အဲဒီကိုလာဝင်ခြင်းတောင်မင်း9ရက်9ဘတ်ပေါ့နော်အဲ့ဒီအနေထားအချိန်ကာလလေးတခုပဲတီးခံပြီးတော့ rich last လေးတွေစောင့်ဆိုင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်တော့ဒီမှာသူကလည်းအလကားနေနေမှာတော့မဟုတ်သူ့ energy awake ဖြစ်နေမဲ့အနေအထားမျိုးလို့ arrange မြင်ရတယ်เนาะဒါမှမဟုတ်ရှင်လည်းနှစ်ယောက်ကြားထဲမှာ comic တွေเนาะဒီဝတ်ကြွေးတွေပါတယ်ရှိလဲဆိုလို့ရှင်လည်းအဲ့ဒီအခြေအနေတွေကိုအကုန်လုံးကိုပြီးပြတ်အောင်ပေါ့เนาะ comic pattern ဖြတ်နေရတဲ့အနေအထားမျိုးရှိလိမ့်မယ်ဆိုတော့အဲ့ဒီအချိန်အတွက်ကိုရာရရှိနာစလေးရရောတစ်ဖက်လူရောဒီအချိန်ပေးရမယ်အဲတယောက်နဲ့တယောက်ကတော့ဟိုပြောရမယ်ဆိုရင်တော့ဒီ ပါလာတဲ့ဝစ်ကြွေးတွေဆက်ရမယ့်ဝစ်ကြွေးတွေကတော့မတူဘူးလေနော်ဆိုတော့အဲ့ဒီမှာလည်းအချိန်အကြာတာညံတာနေတာဒီလိုမျိုးအချိန်ကွာသွားနိုင်တယ်အဲ့တော့အဲ့ဒီအချိန်ကာလလေးတစ်ခုကိုစောင့်လိုက်ဟိုဘယ်လိုပြောမလဲစောင့်ပြီးသွားရင်စောင့်လိုက်လို့ရှင်ကတော့အာနောက်ပိုင်းမှာကတော့အချိန်ကြီးကောင်းနေကြည့်ပဲ risk ဒီမှာမြင်ရပါတယ်เนาะအဲ့တော့ဒီအချိန်ကာလတော့ဒီမှာကိုကိုရိုင်းကလည်း original လေးတွေအားလုံးလည်းတည်ချ healing လုပ်ပါเนาะ karmic pattern တွေရအောင်ဖြတ်ပါ karmic cycle complete ဖြစ်အောင် healing မြန်မြန်လောက်ပါတောက်လျှောက်လောက်ပါလို့ရရှိပြောချင်ပါတယ်နော်โอเคအဲ့တော့ဒါကတော့ဒီ new person ကယူလာနိုင်တဲ့ next action next move တွေကိုရရှိမြင်တဲ့လောက်ပြောပြသွားတာပါအဲ့တော့နှစ်ယောက်ကြာရှိဆက်အခြေအနေကိုရဆက်ပြီးတော့ပြပြပေးမယ်နောက်နှစ်ယောက်ကြာရှိဆက်အခြေအနေဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတော့อืมတော်တော်များများကတော့ဗောနော်အာအချိန်ကာလအကြဆုံး၄လပေါ့အကြဆုံး၄လ အဲတချို့တွေကလည်းဒီထက်မြန်ရင်လည်းမြန်နိုင်တယ်ပေါ့နော်၄ရက်၄ဘတ်လောက်ထိလည်းဖြစ်တောင်းဖြစ်နိုင်တယ်အဲ့ဒီအချိန်ကာလအတော်အတွင်းမှာကတော့လက်ရောက်ကြတဲ့မှာ action မရှိနိုင်ဘူး silence ဖြစ်နေလိမ့်မယ်တယောက်နဲ့တယောက်အဆက်အသွယ်မရတာနော်စကားမပြောပြတာ on and off ဖြစ်နေတဲ့တွေကလည်း on and off ဆက်ဖြစ်နေတာ no contact တမားတွေကလည်းအဆက်အသွယ်လုံးဝရမလာနိုင်သေးတာအဲ့လိုအခြေအနေမျိုးလေးတွေတော့ရှိနိုင်တယ်ဆိုတော့ဒီအနေအထားမှာတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေတဲ့အခြေအနေမှာတစ်ဖက်သူရော original စီးလေးတွေရောကိုယ့်ဘဝကိုရှေ့ဆက်ပြီးတော့ရှောက်ဖြစ်နေမယ် um new beginning တခုပေါ့เนาะကိုဘွားကိုရှေးဆက်ရှောင်းလန်းရင်းနဲ့ဘွားတက်တခုအခြေအနေတက်တခုဆက်ပြီးတော့သွားပြစ်နေမယ်ဆိုတာမျိုးပေါ့ rich ဒီမှာမြင်ရတယ်အဲ့တော့အနေထားလေးတွေကတော့ဒီရေရှည်အတွက်ကိုပေါ့เนาะကြည်ပြီးတော့လုံးဝ um ဘယ်လိုပြောမလဲ universe ကိုเนาะကျေးဇူးတင်ရင်ဒီ gratitude တရားနဲ့ရှေ့ဆက်ဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးလုပ်နိုင်ရင်ကတော့ပိုကောင်းတယ်เนาะအဲ့လိုမျိုး healing energy အပြည့်အဝနဲ့ဆက်ပြီးသွားနိုင်မယ်ဆိုရင်တော့ဒီကြားထဲမှာ silence ဖြစ်နေတဲ့အနေအထားပေါ့เนาะလုံးဝ action မရှိဘဲနဲ့အငြိမ်ပြနေတဲ့အနေအထားတစ်ခုကိုကောင်းကောင်းမွန်မွန်ကျော်ဖြတ်နိုင်လိမ့်မယ်အကယ်၍ healing energy မပြည့်ဝဘူး trauma တွေထဲမှာပဲ um ပချာလဲနေတုန်း karmic pattern တွေထဲမှာပဲပချာလဲနေတုန်းဆိုရင်ကတော့အဲ့ဒီအချိန်ကာလတွေကတော်တော်လေးပြင်းပန်းဆင်းရဲလိမ့်မယ်เนาะအဲ့တော့ originals လေးတွေအာအတက်နိုင်ဆုံးเนาะများများ meditate လုပ်ပါအာ healing လုပ်ပါတကယ် healing process ကိုတည်တည်ချာချာ progress ကို တစ်ခုပြီးတစ်ခုအဆင့်တက်နိုင်အောင်စူးစမ်းပါလို့ရေပြောခြင်းနဲ့အအခြေအနေနေသားတွေကဘာလို့လဲဆိုတဲ့အခါကျတော့ရေရှည်အတွက်ကိုဥတည်ပြီးတော့ဗောနော်ဒီဒီခနာတစ်ဖြုတ်လေးရေတို့အတွက်ကိုမကြည့်ပဲနဲ့ရေရှည်အတွက်ကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဒီအခြေအနေတွေအားလုံးကို action ယူတဲ့အခါကျရင်ဒီမှာမြင်ရလားမသိဘူးရှင်အာကင်မရာလေးလိုလေးခဲ့လိုက်မယ်နော်โอเคအဲ့တော့ဟိုလုံးဝကိုအခုချိန်မှာတောက်လျှောက်လုပ်နေတဲ့အရာတွေကနောက်တစ်ချိန်မှာအကောင်းဆုံးနေဖြစ်ထွန်းလာလိမ့်မယ်ဘာလို့လဲဆိုတဲ့အခါကျတော့ တယောက်နဲ့တယောက်အပေးယူမမျှတာတဲ့အခြေအနေတွေတယောက်နဲ့တယောက် give and take ပေါ့နော်လုံးဝဟို balance မဖြစ်တဲ့အနေအထားတွေကိုပြန်လဲပြီးတော့ညှိနိုင်လာလိမ့်မယ်ပြီးလို့ရှိရင် လုံးဝကိုတရားမျှတာတဲ့အခြေအနေတွေပေါ့နော်တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာဒီအနာဂတ်တစ်ခုမှာရရှိလာနိုင်တယ်เนาะတစ်ဖက်လူကကိုယ်စီကနေပေါ့နော် justice တောင်းခံတာမျိုးတွေเนาะကိုယ်ကိုယ်နဲ့သူနဲ့ကြားထဲမှာတရားမမျှတာခဲ့တဲ့အခြေအနေတွေရှိနေဆိုလို့ရှင်ဒီတရားမျှတာဖို့အခြေအနေတွေပေါ့နော်ကိုယ်ကိုပေးလာတာမျိုးတွေကန့်လန့်လာတာမျိုးတွေအခြေအနေတွေဟာ ာ6လသို့မဟုတ်တစ်နှစ်တော်တွင်မှာရရှိလာနိုင်တယ်ပေါ့เนาะအဲ့တော့ဒီအခြေအနေတွေကိုကောင်းကောင်းကြော်ဖြတ်ပါ healing လုပ်ပါအဲဒါဆိုလို့ရှင်တော့ risk ဒီမှာမြင်တာ2နှစ်အတော်တွင်ပေါ့เนาะ2နှစ်เนาะတချို့တွေကကြတော့လဲအဲတစ်နှစ်ပေါ့เนาะအဲ့ဒီအချိန်တော်တွင်မှာကတော့လုံးဝအာ final ဒါကတော့ဒီ2 of cups ကတော့သီစာချင်းနေ um upright ကြာလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံး finally အဲဒီ connection ဒီ new person ရဲ့ relationship လေးတွေနဲ့ဟာ တကယ်ကို connection တည်တည်ကြာကြာတည်ဆောက်နိုင်ပြီးတော့တကယ်ကို အကောင်းမွန်ဆုံးเนาะတယောက်နဲ့တယောက် balance ညီတဲ့ချစ်ချင်းမေတ္တာတွေနဲ့တယောက်နဲ့တယောက်အာ soul connection လောက်တိပေါ့เนาะ bonding နေခိုင်မာတဲ့တချို့တွေကလည်း soul mate တွေပါမယ်ထင်ပါတယ်တချို့ကကြာလည်း အာ comic soul mate connection နဲ့ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီຢာတွေကလည်း comic pattern ပြီးပြတ်သွားတဲ့အခါမှာ soul connection လာတာမျိုးတွေ့ကြုံပြီးတော့နှစ်ယောက်ကြားထဲမှာတကယ်ကို connection bonding နေတည်ဆောက်နိုင်ပြီးတော့အာနှစ်ယောက်တဘောအထူးထောင်ပြတာမျိုးတွေအရန်ကောင်းမွန်တဲ့အခြေအနေပေါ့နော်ရောက်ရှိလာမယ် final answer တကယ်ကို final result ကတော့2 of cups ဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးပြောနေစရာတော့မလိုဘူးလုံးဝပြန်ပြီးတော့ reunion ဖြစ်မယ် ပေါင်းစီရမယ်အာရိုးမြင့်ကြဒီ connection ရေရှည်တည်တန့်ခိုင်မြတ်သွားမယ်ဆိုတဲ့အနေထားတစ်ခုတွေ့ရတယ်အဲ့တော့อืมဂျားရဲကအာ comic somic connection နေဆိုလို့ရှင်လဲ comic pattern ပြပြအောင်ဖြစ်ပါလို့ wish ပြောခြင်းနဲ့ somic connection တွေပါတယ်ဆိုလို့ရှင်လဲဒီလူတွေကလည်းအမ်အခြေအနေတစ်ခုပေါ့เนาะအာကြော်ဖြတ်ပြီးရင်တော့လုံးဝနောက်ဆုံးမှာတော့အကောင်းမွန်ဆုံး connection ြန်ပြီးတော့ရရှိလာနိုင်မယ်ဆိုတော့မျိုးတွေ့ရပါတယ်အဲ့တော့အဲ reunion တကယ် permanent union ပြန်ရသွားနိုင်တယ်အချိန်တော့ဆောင်ရမယ်နှစ်နှစ်နော်တော့မဟုတ်တဲ့နှစ်နော်အလောက်လောက်တော့ဆောင်ရမယ်အမ်ကိုတကယ်အချစ်စစ်ချစ်မှန်မှန်နေဆိုရင်ကတော့ဒီအချိန်ကာလကိုရအောင်ကြော်ဖြစ်ပါလို့ပဲပြောချင်ပါတယ်နော် ။ Okay အဲ့တော့ new person အတွက် reading လေးကတော့ဒီလောက်ပါပဲ။ Rich ပြောသားခဲ့တဲ့အတိုင်းပဲ Rich ရဲ့ healers လေးတွေ80ရာခိုင်နှုန်း90ရာခိုင်နှုန်းနောက်ထပ်လူအသစ်ပေါ့နော် new person တွေ့တယ်ဆိုတဲ့ energy Rich မရမချင်းဒီ reading ကနောက်ဆုံးဖြစ်မယ်။အ new person နဲ့ပတ်သက်တဲ့ reading တွေတော့အသင်မလုပ်ပေးဖြစ်သေးလောက်သေးဘူးပေါ့နော်ဒီအခုလောလောဆယ်အချိန်ကာလတော့ဒီမှာအဲ့တော့ ကျန်တဲ့ caption နေနဲ့ rich တခုပြီးတခုလောက်ပြီးသွားမယ်။ဘာလို့လဲဆိုတော့လူအစ်စ်ဆိုတာကလည်းတလားနှလားသုံးလားအတော်တွင်းမှာမှလူအစ်စ်လို့ခေါ်တယ်။သုံးလားကြော်ပြီးတာနဲ့ဒါလူအစ်စ်မဟုတ်တော့လူအဟောင်းဖြစ်သွားမှာပဲနော်။ဆိုတော့တခြားကောင်းခြင်းတွေနဲ့ပတ်သက်ဆွေးနွေးပြီးတော့ကြည်ပါလို့ rich ပြောချင်ပါတယ်။ Okay အဲ့တော့ reading ကဒီလောက်ပါပဲရပ်လိုက်ပါပြီ။အခုလိုမျိုးအာ action uh sorry အခုလိုမျိုး reading အစ်စ်တွေကိုအမြဲတမ်းဖြည့်ကြည့်ရှုနေတဲ့သူတွေက rich ရဲ့ Facebook page exclusive channel telegram channel tiktok ဒါလေးကို follow subscribe and join လုပ်ထားပြီးပြောချင်ပါတယ်ဒီ new person အတိုင်းကို personal reading မေ့ချင်တဲ့သူတွေက rich ရဲ့ facebook page မှာ number 21 for not number 21 for new person package လာရောက်မြင်လို့ရပါတယ်ရှင်ကျေးဇူးတစ်ပွဲတင်ရှိပါတယ် original slay တွေအားလုံးနောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံးတွေ့ကြပါမယ်ရှင်အားလုံးကျေးဇူးပါတတ်တာ